နုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပင်တရားမြို့နယ်၌စလိတ်ငွေကင်းစင်နေမြေများဖော်ဆောင်ရေးမြေစိုက်ပိုစတာစိုက်ထူပွဲနှင့် Smoke Free Public Area ဖော်ဆောင်ရေးဆွေးနွေးပွဲအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျမ်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုရမ်းမြင်းနယ်အစိုးရဖွဲ့၏ဥဆောင်မှုဖြင့်ရမ်းမြင်းနယ်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပင်တရားမြို့နယ်တွင်22ရက်စေလ2025ရဲ့နေ့နဲ့ပိုင်း၌ စလိတ်ငွေကင်းစင်နေမြေများဖော်ဆောင်ရေးမြေဆိုင်ပိုစတာ site တူပွဲနဲ့စလိတ်ငွေကင်းစင်နေမြေများ Smoke Free Public Area ဖော်ဆောင်ရေးဆွေးနွေးပွဲအခမ်းအနားတို့ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဥစွာရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်တနုကိုပိုင်အောက်ချုပ်ခွင့်ရဒေသဦးစည်းဖွဲ့ဥက္ကဋ္ဌဥဟာကာလင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစည်းဌာနမှဒေါက်တာဝင်းနိုင်နဲ့ ဈေးရုံအုပ်ကြီးစစ်စံတုံးပြည်သူဈေးရုံကြီးဒေါက်တာရန်နိုင်မောင်တို့ကစလိတ်ငွေကင်းစင်ပင်တရတခွင်စမုတ်ဖရီပင်တရမြေဆိုင်ပိုစတာဖဲချိုးပြဖွင့်လှစ်ပေးခဲ့ပါတယ်။ထို့နောက်ပင်တရမြို့နယ်ရှိဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ယုံအစည်းအဝေးခမ်းမ၌စလိတ်ငွေကင်းစင်နယ်မြေများ စမုတ်ဖရီပပ်ပလစ်အေရီယာဖော်ဆောင်ရေးဆွေးနွေးပွဲခန္ဓာကိုကျင်းပခဲ့ရာ ဒေသအဆင့်ဌာနဆိုင်ရာများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာများဖျားကောပကများ INGO NGO အဖွဲ့များဒေသခံပြည်သူများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်ခင်ဗျာ